ဂေဒီမောမကဲလိုဝရာကြောင့်ရာသက်ပံဖုန်ကြီးဝစ်သွားတဲ့ဥက္ကာမင်းမောင်ပြိတ္တများလုံးမင်းမင်္ဂလာပါရှင်ဘောင်းမစ်နောင်းကနေပြန်လဲကြိုးစို့လိုက်ပါတယ်အကြောင်းရင်းတစ်ခုကြောင့်ရာသက်ပံဖုန်ကြီးဝစ်သွားတာကတော့ဆွေစုံရအနုပညာရှင်ဥက္ကာမင်းမောင်ဖြစ်ပါတယ်ဥက္ကာမင်းမောင်ကမြန်မာနိုင်ငံရဲ့နာမည်ကြီးဆယ်လီအနုပညာရှင်တွေအများကြီးရှိနေတဲ့အထက်ကမှအများနဲ့မတူဘဲနဲ့ကွဲထွက်နေတဲ့အနုပညာရှင်တယောက်လို့ဆိုရင်လည်းမမှားပါဘူး အောက်ကမင်းမောင်ကနိုင်ငံတကာကိုထိုးပေါက်နေရဲ့ရှာရှာပပမြန်မာအမှုပညာရှင်တဦးဆိုရင်လည်းမမပါဘူး။အောက်ကမင်းမောင်ကသူရဲ့ဖြစ်တည်မှုကိုရဲဝန်းစွာခြားပြလိရှိတဲ့အမှုပညာရှင်တဦးလည်းဖြစ်ပါတယ်။အောက်ကမင်းမောင်ကြောင့်သာနောက်ပိုင်းမြန်မာနိုင်ငံက LGBT ဂိမ်းအမှုပညာရှင်တွေဟာကိုယ့်ရဲ့ခံယူချက်တွေကိုရဲဝင့်စွာနဲ့ပြောပို့တဲ့သက်တမ်းတွေရှိလာတာဖြစ်ပါတယ်။ အားလုံးလည်းသိကြရတဲ့အတိုင်းအောက်ကမင်းမောင်ကအစောပိုင်းမှာတော့ VCD Karaoke တခြင်းနေမှာပါဝင်တယောက်ဆောင်ရှင်နေပြည်သက်တွေကြားမှာနေရာတနေရာရလာတဲ့သူဖြစ်ပါတယ်။အောက်ကမင်းမောင်ကအဲ့ဒီခေတ်ချိန်မှာအသက်ငယ်ငယ်နဲ့ခက်ကြောကြောအစဉ်ကောင်းလေးဖြစ်လို့လေအမျိုးသမီးပြည်သက်တွေကတသိလို့အားပေးခဲ့ကြတာဖြစ်ပါတယ်။အထူးသဖြင့်အောက်ကမင်းမောင်ကအနုပညာလောကမှာထိတ်တဲမင်းသားတစ်လက်မဖြစ်ခဲ့ပေမဲ့လေပြည်သက်တွေအားပေးမှုအခိုင်အမာရခဲ့တဲ့မင်းသားတစ်လက်ဖြစ်ခဲ့ရပါ။ နောက်ပိုင်းမှာတော့ဥက္ကမင်းမောင်ဟာဘာကြောင့်မှမသိပဲအနုပညာအလုပ်တွေရပ်နာပြီးတော့အမေရိကန်နိုင်ငံကိုပြောင်းရွှေ့အခြေချနေခဲ့ရပါအစောပိုင်းမှာတော့ဥက္ကမင်းမောင်ကသူဟာ LGBT ကြီးတယောက်ဆိုတာကိုပြည်သက်တွေကိုချပြဖို့တော်သက်သိမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဥက္ကမင်းမောင်ကအမေရိကန်နိုင်ငံမှာသူချင်းရတဲ့ခင်ပွန်းနဲ့လက်ထပ်ခဲ့တဲ့အကြောင်းတွေခင်ပွန်းတွေကွယ်လွန်သွားတဲ့အကြောင်းတွေကိုရဲဝင်ပွင့်လင်းစွာနဲ့ချပြလိုက်တာဖြစ်ပါတယ်။ ဒီလိုမျိုးဥက္ကမင်းမောင်ကသူ့ရဲ့ LGBT ခံယူချက်ကိုချပြပြီးမှာပဲသူ့ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တဲ့သူတွေရဲ့ဝေဖန်ဖြစ်တည်မှုတွေကိုလည်းခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဥက္ကမင်းမောင်ကတော့တတ်သိရှိရှိနဲ့သွေးအေးစွာနဲ့တုံ့ပြန်ခဲ့ပြီးတော့သူချစ်တဲ့အမှုပညာအလုပ်တွေကိုလုပ်ရင်းဘဝကိုပေါ်ပါလွတ်လပ်စွာနဲ့ဖြတ်သန်းနေရဖြစ်ပါတယ်။ဥက္ကမင်းမောင်က Mr. Tourism မြန်မာအဖြစ်နဲ့မြမကုံကိုစောင့်နိုင်ခဲ့ပါသေးတယ်။ အထူးသဖြင့်တော့ဥက္ကမင်းမောင်ကမနစ်ကဒီလိုအချိန်ဖေဖော်ဝါရီလမှာပဲဂေးတင်မော်ကြီးစီပြီးတော့သူ့ရဲ့ fashion အလန်းစားတွေတင်မော်ဘော်ကအလန်းစားအစင်တွေကိုပြတဲ့ video file လေးတွေကြောင့်လည်းဥက္ကမင်းမောင်ကတကြော့ပြန်နေမဲ့ကြီးလာခဲ့ပါတယ်။ဥက္ကမင်းမောင်ကအစင်လေးတွေကိုဆွဲစားလိုက်ဖလန်ဖလန်ထားလိုက်နန်းနန်းတက်ဆက်စလူးခါနေရကြောင့်လည်းတချို့ပရိသတ်တွေကတော့သဘောကျတယ်လို့တချို့ပရိသတ်တွေကလည်းအမြင်ကပ်ကြပါတယ်။ ဒါပေမဲ့လည်းအခုခါမှာတော့ဩဂါမင်းမောင်ကရုတ်တရက်ချက်ချင်းဆိုသလိုတရဏဘောင်ထဲကဝင်ရောက်ပြီးတော့ဖုန်ကြီးလောက်သွားပါတယ်။ ဩဂမင်မောင်ကအမေရိကန်နိုင်ငံကနေထိုင်းနိုင်ငံကိုလာရောက်ပြီးတော့အဲဒီကနေမှတဆင်မိခင်ကြီးနဲ့အတူဗုဒ္ဓဂါယာကိုသွားကာယဟန်ဝိခဲ့ပါတယ်။ဒီလိုဝိခဲ့တာကမိခင်ကြီးကိုမွေးကျေးဇူးဆက်ချင်လို့ဖြစ်ကြောင်းဩဂမင်မောင်ကဆိုပါတယ်။ဒါကြောင့်လည်းဩဂမင်မောင်ရဲ့မိခင်ကျေးဇူးကိုတည်တံ့မှုအတွက်ပရိသတ်တွေကတာလူအနုမောဒနာခေါ်ဆိုကြပါတယ်။ဒါပေမဲ့လည်းပြောစရာရှိတာကဩဂမင်မောင်က LGBT ဂေးတယောက်ဖြစ်နေပါတယ်။ဗုဒ္ဓဘာသာအယူဆမှာတော့ဂေးတွေကယဟန်ဝိလို့မရဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လည်းယနေ့ခေတ်မှာဂိမ်းဆယ်လူတွေအများပြားကတရဏဘောင်ကိုဝင်ရောက်ပြီးတော့ရဟန်းဝေးကြပါတယ်။ဒီအတွက်လည်းပြောစရာဖြစ်နေပါတယ်။အထူးသဖြင့်တော့ဥက္ကမင်းမောင်ကပန်ဆယ်လူနဲ့ကက်ကက်လယ်အောင်ရန်ဖြင့်ယောက်ျားလေးအစဉ်ကောင်းလေးတွေနဲ့လည်းဖက်လိုက်ခစ်ပေးလိုက်လုပ်နေပြီးတော့ရဟန်းဝေးတော်တာကိုလူတွေကပြောနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအောက်ကမင်းမောင်တယောက်ရဟန်းဝတ်သွားတာနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။